ဘာဘီလုန်နဲ့ဖင်ကို အခန်း28အယူထောင်မှထွက်ပြေးခြင်းတနေ့အီတလီချင်းသားဆာဗီဒီယာနဲ့ကျွန်တော်စကားလက်ဆောင်ကြ၏ဆာဗီဒီယာမှာအလွန်တတိကောင်းသူဖြစ်ကျွန်တော်နဲ့အတူတင်မောတစည်းတဲ့တွင်အတူစီးပြီးတကြုံအတူရောက်လာသူဖြစ်ဘာဘီလုန်မင်းဒီတကြုံကလက်တွေ့ပြေးလို့ဖြစ်နိုင်မယ်နီလေလန်းလေးများမြင်ထားထွေထားတာမရှိဘူးလားလောလောဆယ်တော့ဘာမှမြင်ထားတာမရှိသေးဘူးငါနေရှိသူရဲ့အမျိုးမျိုးတွက်ကြည့်စဉ်းစားကြည့်နေတာပဲ စစ်ကလည်းဖြစ်နေရမဟုတ်လားခုချိန်ပြီးရင်လွတ်ရင်ကောင်းရဲ့မလွတ်ရင်ရမယ့်ပြဿနာမလွယ်ဘူးကွပြေးတယ်ဆိုတဲ့ကအသက်ဆုံးဝင်လို့ပြေးတာပဲကွာပြန်ပြီးလို့တက်ချင်ကြလဲတက်ဖို့လိုအပ်တဲ့မျိုးပဲငါစေကူးထားတဲ့လမ်းတစ်ခုတော့ရှိတယ်ဘာလမ်းလဲငါအယူရောင်ကိုအခုဆွေးမှုအကျဉ်းသားအနေနဲ့ပြောင်းဝင်ရဖို့ရှောက်ထားတယ်အဲ့ဒီအယူရောင်စေကံမှာစီပန်းကြီးနှလုံးရှိတယ်တလုံးကတန်လွင်စီထဲတဲ့စီတလုံးကရှာလကာကြီးထဲတဲ့စီအဲ့ဒီစီနှလုံးကိုညဘက်ခိုးထုတ်ပြီးဖောင်လို့ရင်ချက်ချင်းဖောင်ပြတ်သွားမယ် အရီဖောင်စီပီပြင်ဖြစ်နိုင်မဲလို့ငါထင်တယ်။ကျွန်တော်သူ့ဆက်ကူကိုချက်ချင်းသဘောကျသွားပြီ။ငါလည်းအခုအချင်းသားစေးမှုအလုပ်မင်းလိုပဲရှောက်ပြီးလိုက်ခဲ့လို့မရဘူးလား။မင်းကတော့ဒီလုံမျိုးပဲပေးလို့မှလဲကွ။အယူထောင်မှာကအဆောင်ဝါရနည်းနည်းလေးရှိတာ။မင်းလိုနာမည်ကြီးအချင်းသားကိုဘယ်တော့မှဒီလိုနေရာမျိုးအလုပ်သွားပေးလို့မှာမဟုတ်ဘူး။ဒါဖြစ်ရင်ငါဘယ်လိုလိုက်လာနိုင်မယ်နေရှိသေးလဲ။ဒါလည်းမရှိသေးမင်းရူပုံဟန်ဆောင်ပြီးအယူထောင်ကိုအယူလူနာနေနဲ့လာခဲ့ပေါ့။အာဒါကပြောဖို့သာလွယ်တာလက်တွေ့လာဖို့မလွယ်ဘူးကွ။ ပရမဇုံဆရာဝန်နေနဲ့အကျဉ်းသားတယောက်ကိုစိတ်မနှံ့နဲ့လူလိုသတ်မှတ်ပေးဖို့ဆိုတာအင်မတန်စဉ်းစားတယ်။ဘယ်တော့မှလူလိုနဲ့မသတ်မှတ်ပေးဘူး။ဘာကြောင့်ဆိုတော့မင်းစဉ်းစားကြည့်လေ။လူတယောက်ကိုအယုလိုသတ်မှတ်ပေးလိုက်တာနဲ့ဒီလူကလူပဲတက်တက်ထွက်ပဲပြပြဘာမှဥပဒေရအရေးယူလို့မရတော့ဘူး။ဟုတ်ပါတယ်။ငါလည်းသိပါတယ်။ဒါပေမဲ့မင်းလိုက်လာနိုင်တဲ့နေကလည်းဒီတနေ့ပဲရှိတော့မင်းစ조사ကြည့်ပေါ့။ကျွန်တော်ထိုနေ့မှစပြီးအယုအဖြစ်ဟန်ဆောင်ရန်ပြင်ဆင်မှုအမျိုးမျိုးကိုလုပ်ဤ။ပရမဇုံထောင်စာကြည့်တိုင်း၌အယုယောဂဆောင်များလိုက်ရှာဤ။ ဘာသာဟုတ်များရှာမရနောက်ဆုံးအယူရောဟာနှင့်ပတ်သက်၍အထင်ရှားသောလက္ခဏာအချက်အလက်များကိုအတွေ့အကြုံရှိသူများထံမှတဖြည်းဖြည်းချင်းစုဆောင်းရ၏အယူရောဂါရှိသူများ၌အထင်ရှားသောလက္ခဏာ၃ရပ်တွေ့ရ၏နံပါတ်၁အယူရောဂါရှိသူတိုင်းမှာခေါင်းနှောက်ပန်း၌ကြိုက်ခဲသည့်ဝေဒနာရှိတတ်၏နံပါတ်၂သူတို့နားထဲ၌တူထူးနေသံမျိုးကိုမကြာခဏကြားနေတတ်၏နံပါတ်၃သူတို့တဏှာထဲ၌ဘယ်သောအခါမှငြိမ်ပြီးနေ၍မရခဏမငြိမ်သလိုအမြဲလှူရှားနေတတ်၏ကျွန်တော်စဉ်းစားကြည့်သည် ။ဤယောဂလက္ခဏာများကျွန်တော်တွင်ဖြစ်နေပြီဟုဆရာဝန်ကိုသွားပြောပြီးယူကျင်နေပြီဟုပြောလင်သူလက်ခံပြီလား။မထင်တွေးကြည့်သည်အဖြစ်နိုင်ဆုံးမှာမိမိကိုယ်တိုင်ဆရာဝန်ကိုသွားပြောသည့်ထက်ဘေးဘဝင်းညီမမနေနိုင်၏ဆရာဝန်ကိုသွားပြောကြလင်ပိုယုတ်တိရှိပိုတန်ရာကင်းစရာရှိလက်တွေ့ဖြစ်နိုင်၏ကျွန်တော်ဒီပရမဆုံး၃ရက်တိတိလုံးဝမိတ်ပဲအဆောင်တွင်း၌ထားလိုက်ထိုင်လိုက်လမ်းလျှောက်လိုက်လုံးနေ၏မျက်နှာလည်းမတစ်တော့မဟုတ်ဆက်လည်းမရိတ်တော့ လေးရမြောက်သောနေ့တွင်ကျွန်တော်ပေးမအကျဉ်းသားကိုကျွန်တော်ကောင်းအောင်နိုင်တင်ထားသည့်မရှိသောတပ်ဖုံများပျောက်သွားသည်ဟုပြောလိုက်၏ထိုအကျဉ်းသားလည်းကျွန်တော်အမှုရာများကိုကြည်ပြီးလက်ဟန်ရှိအိယာနေရာပြောင်းသွား၏ထိုနေ့မနေ့တွင်စံပြုတ်လာဖို့၏ကျွန်တော်ကစံပြုတ်ပုဂံကိုယူပြီးတစ်ဆောင်လုံးရှေ့တွင်တေးပေါက်ထည့်လိုက်၏အကျဉ်းသားဆောင်မှုကဘာကြောင့်လုပ်တာလဲဟုမေးလျင်စားပေါ်နေသဖြင့်စားဖြည့်ပေးသည်ဟုပြောလိုက်၏အလုံးအံ့ဩနေကြသည်ဘယ်သူမှလည်းဘာမှမပြောရင်နောက်တစ်နေ့တွင်ဆရာဝန်ကကျွန်တော်ကိုခေါ်တွေ့၏ကျွန်တော်ကဆရာဝန်ကိုတွေ့သည့်နေ့ ဒေါက်တာခဏဒီနေ့နေကောင်းသွားပြီလားနေမကောင်းဘူးဆိုဆရာဝန်ကကြောင်သွားဤဘာဖြစ်လို့မင်းဘာဖြစ်နေလဲနေကောင်းရင်လားတိတ်ကောင်းတော့ဗျာဒေါနောင်ကိုမြင်နေတာပဲမင်းနာမည်ကိုနေမကောင်းတဲ့စီးရင်နဲ့ထည့်ထားပါလားမားလို့ထည့်ထားရတယ်တူပါတယ်အကျဉ်းသားအဆောင်မှုကလည်းဦးချောင်းချောင်းယူများနေသလားမသိပါဘူးကျွန်တော်ကခမားနေမကောင်းဘူးဆိုလို့လာကြည့်တာခမားနေမကောင်းနေဆိုရင်လည်းပြီးရောပြန်မယ်ဆရာဝန်ကိုကျွန်တော်နှုတ်ဆက်ပြီးထိုင်ရမှထားလိုက်ဤဟာနေပါအောင်ပါပြီလို့ရမင်းဒီဘက်ကိုကြည့်စမ်း ကျွန်တော်မျက်လုံးများကိုသူ့မျက်နှာအားဆိုးဆိုင်ကြည့်ခိုင်းပြီးလမ်းလိုက်တံမီးငယ်လေးတစ်ခုပြည့်ကျွန်တော်မျက်လုံးများကိုစစ်ဆေး၏ဆရာကလည်းဗျာဒီလိုမီးလေးမျိုးနဲ့မျက်လုံးနဲ့ဟိုကောင်တွေရှာလို့ဗာမြင်နိုင်ပါလေဗျာဒီကောင်တွေကခမားတဲ့အများကြီးလေတဲ့အခုလောက်ရှိမျက်လုံးအနောက်ထဲဝင်ပုံးကုန်ကြပြီမလမကမ်းမအဆောင်ဝါရာမှာကျွန်တော်ကိုအန်ဩစွာစိုက်ကြည့်နေ၏မယုံရခက်ယုံရခန့်ဖြစ်နေပုံရ၏အေးပါငါသိပါတယ်ဒါထက်မင်းငါပါရှာလဲဆိုတာသိလားအတိတာပေါ့ဗျာဘယ်ဘက်မျက်လုံးကဟိုအမဲဆက်30ကိုလိုက်ရှာနေရမို့လား ခမားလူကုတဲ့ဆရာဝန်လားတရိတ်ဆန်ကုတဲ့ဆရာဝန်လားခမားစူးစမ်းမလို့နဲ့တေးတော်မတွေ့ဘူးဒီအမဲဆက်သုံးဆက်ကကျွန်တော်မျက်စိမိတ်ထားတဲ့အခါဆိုရင်ပေါ်လာပြီစားဖတ်တဲ့အခါဆိုရင်ပေါ်လာပြီသူတို့ကတတိချာချာမြင်မှုကျင်လို့မှန်ရှည်သွားပြီးကြိလိုက်တာနဲ့တခါနဲ့မျက်လုံးနောက်တွေကိုပြေးဝင်ပုံကြရောဗျကဲဝါရာကြီးတကောင်ကိုဆေးရုံတင်ဖို့လို့တော့ဆရာဝန်ကဘေးမဝါရာကိုလှမ်းအမိန်ပေးလိုက်ဤဘာဖြစ်လို့မင်းကသာနေကောင်းတယ်လို့ပြောတယ်ငါကြည့်ရတာမင်းသိပ်ပင်မဲနေတယ်ထင်တယ်ဆေးရုံခဏတက်နေပါလားဟုတ်လား တက်ဆိုရင်လည်းတက်မယ်လေစေးုံနဲ့ဆောင်ရောဘာထူးလို့လဲအားလုံးကြုံးမှာပါပဲရှိကြတာပဲပထမတစ်ဆင့်တော့အောင်ခဲ့ပြီနောက်နိုင်ရွက်ကြရင်ကျွန်တော်စေးုံမှာရောက်နေလေပြီဇာဝင်ကမနေ့တိုင်းကျွန်တော်ကိုလာစစ်စေးကျွန်တော်ကိုစကားပြောရန်အမြဲချူချူတသားနဲ့ကောင်းကောင်းမွန်မွန်ပြောပါသည်ဇာဝင်မှာကျွန်တော်ယောဂအထွက်စိတ်ပူနေရန်ရှိတစ်ချိန်တည်းတွင်သူစိတ်ချပုံလဲမရသည်တနေ့မနေ့ကျွန်တော်ကိုမေးဤအဲ့လိုကိုပြောရလားပါပီလိုတိတ်ပြောတာပါခင်ဗျာအဲပြဿနာတစ်ခုတော့ရှိတယ်ကျွန်တော်အခန်းခေါင်းကြီးတစ်ဖက်မှာရေပိုက်တစ်ခုရှိတယ် အရိရေပိုက်ကရေတင်တဲ့အတန်ကိုညဆိုရင်ဘပပပန်းနဲ့ကျွန်တော်ကောင်းအောင်မှအမြဲလာရိုက်နေတယ်။တခါတခါဒီအတန်ကိုကျွန်တော်လုံးလုံးသိမခံနိုင်တော့ဘူးဒေါက်တာ။ဒီနောက်ကိုအခန်းပြောင်းပေးလို့မရဘူးလား။ဆရာဝန်ကကျွန်တော်မကြားအောင်ဆေးရုံတာဝန်ကြားဝါရာကိုကျွန်တော်အခန်းတစ်ဖက်၌ရေပိုက်တကယ်ရှိမရှိကိုမေး၏။ဝါရာကကောင်းခါပြား၏။မင်းဘယ်ကန်းကိုပြောင်းနေတယ်လဲ။ဒီရေပိုက်နဲ့ဝေးအခန်းတစ်ခုခုပေါ့။ကျွန်တော်ကရင်ရှိရသောကျွန်တော်ကိုပြန်ပို့၏။စိတ်ဝေဒနာရှိသည့်လူနာကိုဆေးရုံ၌အခန်းချင်းလေးတစ်ခုဖြင့်တည်တံ့ထား၏။ ဆရာဝန်ပါဝင်တခြားတာဝန်ကြောက်ဝါရများကလည်းကျွန်တော်မသိအောင်အပြင်မှလာချောင်းကြည့်နေတဲ့ကျွန်တော်ဒီကျွန်တော်ကောင်းကိုခေါင်းပေါ်နိုင်ထားမအိခေါင်းကိုကျွန်တော်ခေါင်းပေါ်နိုင်ထားအိနောက်တစ်နေ့တွင်ဆရာဝန်ကကျွန်တော်ကိုမေးပြန်၏ဘာဖြစ်လို့မင်းစီငါပို့ထားတဲ့မဂဇင်းတွေဖတ်နိုင်နေမဟုတ်လားဖတ်လို့မရပါဘူးဗျာအခုကျွန်တော်နားထဲမှာခြင်တွေလာအတိုက်ဖွင့်နေကြတယ်ကျွန်တော် မင်းညကတညလုံးဒီချင်းတွေနားရဲကပြန်ကလေးထုတ်ရတာနဲ့အချိန်ကုန်နေခမကျွန်တော်နားရဲရေလောင်းထည့်ပေးပြီးဒီချင်းတွေရင်းနှီးတေကောင်အောင်လှုပ်ပေးလို့မရဘူးလား နောက်တနေ့တွင်ကာတယ်ကျွန်တော်ကိုဘရိုမိုက်ထိုးစေလာ ထိုးပေးစေတခြားလူမကြအောင်တို့တို့ပြောသွား၏။ဘာဖြစ်လို့မင်းအယူထောင်ကိုပြောင်းရင်ခုလိုရင်ရင်လေးယူပုံဟန်ဆောင်လို့မရဘူး။တခြားလူတွေကိုတတ်မဲ့ပုတ်တဲ့ဆိုပြီးနည်းနည်းချမ်းပြမှဆရာဝန်ကတခြားလူတွေကိုအန္တရာယ်ပြုနိုင်တယ်လို့သူ့စိတ်ထဲထင်လာမှမြန်မြန်ပို့ပေးမှ။နောက်တနေ့တွင်ဖြစ်ဆရာဝန်ကမနက်အစစ်စေးလာတွင်ကျွန်တော်ကိုထုံးစံတိုင်းနှုတ်ဆက်၏။ဘာဖြစ်လို့နေကောင်းရဲ့လား။ဘာနေကောင်းလားဟုတ်လား။ခင်ဗျားကျွန်တော်နေမကောင်းတာကိုမသိဘူးလား။နေမကောင်းလို့ပဲခင်ဗျားဆေးရုံကိုတင်ထားရမဟုတ်လား။ အခုကျွန်တော်ကိုနေမကောင်းဘူးဆိုပြီးခင်ဗျားတို့ဆေးရုံလေးတင်ထားသေးတယ်။နောက်ပြီးဝိုင်းလည်းညင်းဆဲနေကြသေးတယ်။ဝိုင်းညင်းဆဲနေကြတယ်။ဟုတ်တယ်။ဒီမှာဒေါက်တာခင်ဗျားဒေါက်တာအာရုံဆွဲနေမယ်ကိုကြားဖို့ရမို့လား။အင်းအဲဒီလူကအစာရင်ယောဂါဖြစ်တဲ့လူနာကိုကိုဗိုလျက်ဆဲအတန်လိုင်းကိုတီထွင်ခဲ့တဲ့ပုဂ္ဂိုလ်အရီလျက်စဲအတန်လိုင်းဆက်တလုံးကိုကေရွန်ကျုံးဆေးုံပေါ်ကနေပြီးကျုပ်ရံသူတွေကခိုးခဲ့တယ်။အခုညာဘက်ကျွန်တော်အိပ်ပြီဆိုရင်ဒီဆက်ကိုသူတို့တိုက်တိုက်ဖွင့်ကြပြီ။လျက်စဲလိုင်းတွေကကျုပ်အိမ်နေတော့ကျုပ်ပိုင်းနဲ့ဖင်ကိုလာလာပြီးထိနေတော့ကျုပ်ထွက်လိုက်ပြီးအိမ်နေရာက6လက်မလောက်မြောင်မြောက်တက်သွားတယ်။ တိမယ်အားလုံးတိမယ်ဒီမှာဒေါက်တာအမများအမြန်ဆုံးသွားပြီးကျုပ်ရန်သူတွေကိုဒီဆက်ရက်ပြစ်ဖို့သွားပြောပြီးဒီကောင်းနေမရဘူးဆိုရင်ကျုံမိတဲ့အကောင်တော့မတက်တာဘူးတပိုင်းတစားစီဖြစ်အောင်ကျုံနှုတ်နှုတ်ဆင်းပြစ်မယ်ထိုနေ့မှစပြီးဆရာဝန်ကဝါရာဆောက်များကိုကျွန်တော်ရှေ့နိုင်အထူးတရီထားသွားလာကြရင်ကျွန်တော်ကိုအယူထောင်သို့အမြန်ဆုံးပြောင်းပေးရန်စီစဉ်ရတော့ဤအယူထောင်သို့ကျွန်တော်တငယ်ချင်းကာတန်နဲ့ဝါရာတယောက်ချန်ရန်ပြီးလိုက်ပို့ဤကာတန်ကဝါရာရှေ့တွင်ဘာဘီလုံတို့အယူထောင်ဘက်မှရိတ်ခါသွားထုတ်စီရရှိလို့မင်းအပြင်းပြင်းလမ်းလျှောက်လိုက်ခဲ့ပါလားကောင်းသားပဲ ကျွန်တော်လိုက်သွား၏အယူထောင်ရောက်သောခါ၌ကာတယ်ကပင်ဘာဘီလုံမင်းကိုလျှက်စက်လိုင်းတွေလှုပ်ပြီးနောက်ဆက်နေကြတဲ့မင်းရန်သူတွေနဲ့ဝင်းနေအောင်ဒီထောင်မှာခဏနေခဲ့ပါလားဟာငါကယူမမယူပဲအာနာပိုင်တွေကလက်ခံပါမလားကွာဒီတော့မပူနဲ့ငါကြံပေးမယ်ကျွန်တော်အယူထောင်ရောက်သွားလိမ့်ပြီအယူထောင်၌နေထိုင်ရသည်မှာလုံးဝမတတ်တာအန်ဒရယ်လည်းအလွန်ကြီးအယူထောင်ပုတ်ခရရသည့်အင်းသားတိုင်းကိုလုံးဝအဝယ်စားပေးမဝဲကိုတုံးလုံးနဲ့ထား၏မနက်တိုင်းအခန်းများတန်ရှင်းလို့စေကိုအချင်းကန်သည်သည်မှာထွက်စီ၍နေပူစာဆုလုံးပေး၏ လူများမှာစိတ်မနှံ့ကြသဖြင့်မိသူကိုယ်ကိုဒုက္ခပေးမိကိုအမြဲလန့်နေရ၏ယနေ့မနေ့ကျွန်တော်ဘေးတွင်လာထိုင်သူမှာဖူးချက်ဖြစ်ဖူးချက်မှာတကြုံအပိုခံရစဉ်ကအကောင်းဖြစ်တနေ့သူအမေကသူတကြုံ၌လိုရင်းသုံးနိုင်ရအိမ်ရောက်ပြီး friend ဝေတသောင်းဝါရံကိုဝါရာတယောက်မှတဆင့်ပို့ပေး၏ဝါရာကိုပို့ပေးက friend ဝါရံပေးရ၏ဝါရာကဖူးချက်ကိုတပြားမှမပေးဘဲငွေအလုံးတို့လက်ထဲရောက်သည်နှင့်အခြားကျုံတစ်ခုကိုငွေထုတ်ပိုက်၍ပြောင်းပြေးသွား၏အေးတောင်းဖူးချက်ပြန်သည်သောအခါအလွန်စိတ်မကောင်းဖြစ်ပြီးနောက်ဆုံးစိတ်မထိန်နိုင်တော့ဘဲယူသွား၏ ူဒီဝါရာများကိုတွေ့တိုင်းသူ့ငွေခိုးပြေးသူဟုထင်ပြီးရန်ရှာလေးရှိမင်းဘယ်သူလဲကျွန်တော်သူ့ကိုစကားစာပြောလိုက်ဤငါဘယ်သူလဲဟုတ်လားဒါအတိတ်ပဲမရှိတဲ့မိကုံးပဲငါဘယ်သူလဲဆိုတာမင်းမေးရမလို့ဘူးဟောဒီမှာငါရဲ့တရားနှစ်ခုကိုမြင်ကလေးကငါယောက်ျားတစ်ယောက်ဆိုတာမင်းမသိဘူးလားဒါမရှိငါမိမဖြစ်နေမှာပေါ့မင်းနာမည်ကတော့ဘာဘီလုံမဟုတ်လားဘာဘီလုံဆိုတာမင်းဟာလိပ်ပြားလေးပေါ့အဲလိပ်ပြားလေးဆိုတဲ့မင်းမအတောင်လေးမရှိပါလားအတောင်ရှိရင်လည်းကောင်းသားနော်ဒီကျုံးကမင်းလေထဲပြန်တက်ပြီးပြေးသွားအောင်ရှိတာပဲ ကျွန်တော်သူ့ကိုမိသူစကားဆက်ပြောရမယ်မသိတော့။အော်မင်းကငါရဲ့လူအချက်တခုပြောရအောင်မေ။မင်းဘသူမှသွားမပြောနဲ့နော်။ငါမင်းညာကလူနှစ်ယောက်ကိုကြိုးစဲချပြီးတက်ခဲ့တယ်။မြောင်စလုံးကဝါယာရီဒီကောင်လေးပေါ့ကွာငါ့မိအိမ်ကိုရဲဆိုတာ။နောက်ယောက်တိကသူစကားသူဖြတ်ပြီးကျွန်တော်နီးမှတခြားထားပြတ်သွား၏။ကျွန်တော်နဲ့ပထမဆုံးပြဿနာတွေ့ရသည့်အယူကျင်းသားမှာ Ivan Ho ဆိုသူဖြစ်၏။သူ့နာမည်အမှန်ကိုကျွန်တော်မသိ။ EU ကသူ့ကိုသူ Ivan Ho ဟုထင်နေ၏။ဘလာကောင်းကောင်းထဏောင်းမောင်းလူတယောက်ကိုအသာလေးခိုင်ပေါက်ဖြစ်နိုင်သည့်ခွန်အားဗလာမျိုးရှိ။ ။သမင်းစားချိန်တိုင်းသူကျွန်တော်အနည်းနိုင်လာစား၏။အယူထောင်နေတပတ်နှစ်ချိန်သုံးချိန်ကပ်ဘဲနီလေးဟင်းချိုကျွေးတတ်၏။ဘဲနီလေးဟင်းချိုမှာဖူလွန်းသဖြင့်မိမိရှိလာချားလျင်ချက်ချင်းစား၍မရ။၃မိနစ်ခန့်အေးရာဆောင်ပြီးမှဂိုင်း၍စား၍ရသည်။အမေဟိုမှာဘဲနီလေးဟင်းချိုလာချပေးဒီနေ့ဘဲလိုများသူအပူရန်ခံနိုင်သည်မသိပါ။ပထမသူဟင်းချိုပကံကိုယူပြီးမောချလိုက်၏။နောက်ကျွန်တော်ဟင်းချိုပကံကိုယူပြီးမောချလိုက်ပြန်၏။ကျွန်တော်မစားရ။အကျဉ်းပြလာသောအခါ၌ကျွန်တော်စိတ်မရှိတော့အနီးမှမြေခွက်တစ်ခုကိုယူပြီးသူ့ကောင်းအလဲတက်တက်ကိုရိုက်ချလိုက်၏ ။ Ivanhoe ကောင်းတစ်ခုလုံးအတွေ့ချင်းချင်းညီပြီးကျောင်းမပွဲအော်ရီလဲကြသွားဤ။ထိုနေ့မှစပြီး Ivanhoe နဲ့ကျွန်တော်ကိုထမင်းစားကန်းတစ်ခုတည်းအတွေ့မကြွေးတော့ပါ။စာဗီဒီယာနဲ့အယူတော်ရောက်ပြီး၃ရက်မြောက်ဒီနေ့မှာစာယူကျွန်တော်ဆက်သွယ်ရဤ။စာဗီဒီယာမှာကျွန်တော်မရောက်လာမီအတွေ့နိုင်ပင်ထွက်ပြေးမှုအတွက်ပြင်ဆင်မှုများကိုတော်တော်လေးခရီးရအောင် လုပ်ပြီးလိပြီ။သူတွင်စီပိုင်းနှလုံးရှိသောအခန်းကိုတော့သူကိုအတင်းရထားလေသူတွင်စီပိုင်းနှလုံးရှိသောအခန်းတော့သူကိုအတင်းရထားလေပြီ အယူထောင်မှာကျွန်တော်ကြိုသတင်းရထားတဲ့ကို့ပင်အဆောင်လျှောက်အလွန်နဲ့လာဤအဆောင်ကြဝါရများကလည်းညာဘက်တွင်ပဲခါမြစနစ်တကျကင်းလေခြင်းမရှိအိမ်နေကြသည်သားများဤအကျဉ်းသားအလုံးမှာအယူများသာဖြစ်၍မိတုထပ်ပြေးရန်ကြံနိုင်ကြမည်သည်ဇာဗီဒီယာကဖောင်လုံးမိစီပိုင်းနှလုံးကိုပူးချည်ရန်အတွက်ဝါယာကျိုးကောင်းကောင်းများကိုရရန်သူကြံနေသည်ဟုပြောပြ၏ကျွန်တော်ကဝါယာကျိုးမှာစံပါသည်ဖြင့်ဖင်းလေရင်စိတ်မချရရိုးရိုးအဝိကျိုးကိုအားထားရှာရန်ကြံပေး၏ တနေ့ဆေးမှုဝါဒကကျွန်တော်ကို bromide ထိုးစေတလုံးကိုထိုးပေးပြီးရေချိုးကန်းသို့ခေါ်သွားရရေနွေးပူဖြင့်ရေချိုးစေ။အယူများမှာရေချိုးလင်းနဲ့ကောင်းကောင်းခံသူများမဟုတ်။ထို့ကြောင့်ရေချိုးမိအယူကိုပထမရေချိုးစီထဲဝင်ခိုင်းပြီးလက်များကိုမလှုပ်သာအောင်တရေချိုးတစ်ခုဖြင့်တုပ်ဤ။နားကိုစီမကောင်းတလုံးသာပေါ်နေစေပြီးပတ်တူအဝေးဖြစ်စီကိုဖုံးလိုက်။အဝေးကိုလည်းဖေဖိုဖျက်မဖြစ်စေရန်ကပတ်ကွင်းလေးများဆင်းနေတဲ့ကြတက်ပြီးခြိထားစေ။ထို့ကြောင့်ရေချိုးသည့်အယူမှာရေချိုးပြီးသည့်အထိလုံးဝလှုပ်ရင်မရပါရေထဲအချိန်ကြာမြင့်စွာစိမ့်နေရပြီး ဝါရကချိုးလာဖြုတ်ပေးပြီးတတုပ်ဆိုမှတရွေရာဤဒိုနေမနာကဝါရကရေနွေးကိုစနေတကြားဆက်ပြီးကျွန်တော်ကိုရေချိုးစီတဲ့စနေတကြားထည့်ထား၍အပြင်ထွက်သွားဤသူထွက်သွားရင်မကြမီဘဲကပေါက်လာသည်မသိပါအိုင်ဗင်ဟိုးရောက်လာဤသူကောင်းမှာပတ်တီချင်းနှင်းဖြစ်သူဒီခေါင်းလာပေါ်နေတော့ကျွန်တော်မျက်နှာကိုအသေးချာစိုက်ကြည့်ဤမျက်နှာအနီးကပ်ပြီးထက်ကြည့်ဤသူမျက်လုံးများမှာနီနေပြီးရန်ရှာခြင်းသည့်နေထားမျိုးလဲထင်ရှားစွာပေါ်နေပြီစိတ်ထဲကကျွန်တော်ကောင်းကင်သူတစ်ခုခုလောက်တော့မြည်ဟုထင်နေဤမလို့ကျွန်တော်အနီးမှာပြန်လဲထွက်သွားပြီးအခန်းပြင်ထွက်မလို့လုံပြီးမှ ရေပုန်နှင့်ရေပိုက်များကိုအသေးချကြည့်ပြီးရေအေးပိုက်ကိုအသေးပိတ်လိုက်၏ရေဘူးအထင်းကလောက်ကိုအဆုံးဖွင့်လိုက်၏ရေဒီထဲမှရေများမှချက်ချင်းတွေးလာ၏နောက်ပူလာ၏နောက်မခံမရနိုင်အောင်ဖြစ်လာ၏ကျွန်တော်အတန်ကုန်အော်၏မိသူများပေါ်မလားအိုင်ဗင်ဟိုးလည်းပြန်ထွက်သွားလိမ့်ပြီကျွန်တော်မှအရှင်လက်လက်ရေနွေးပြည့်အပြုတ်ခံနေသလိုရှိတခါတော့မှရေနှင်းဝင်များနဲ့လောင်ပိုက်နေသည်ကြံကောင်းလာပါသည်မကြမီဝါရာပြန်ရောက်လာသည်ရေနွေးပိုက်ကိုချက်ချင်းပိတ်ပြီးရေစီထဲမှကျွန်တော်ကိုဆွဲထုတ်၏ခန္ဓာကိုယ်ရှိနှိုးညံ့သောစိတ်ပိုင်းအလုံးရေနွေးပူလောင်ကုန်ပါသည် အယူတော်ရှိစိတ်ယုံတို့ကျွန်တော်ကိုခေါ်သွား၏ဆရာဝန်ရောက်လာ၏ကျွန်တော်ကိုဘယ်သို့ဖြစ်စလဲဟုမေးလျင်မီးတောင်ပေါက်ခြင်းဖြစ်သည်ဟုပြောလိုက်၏မိသူများအိုင်ဗင်ဟုလာလို့သွားခြင်းဖြစ်သည်ကိုမသိကြပါကျွန်တော်ကိုအယူထောင်တွင်ရှိစိတ်ယုံငယ်လေး၌တင်ထား၏နေ့စဉ်ရင်းွေးပူလောင်းထားသည့်ဒဏ်ရာထမ်းချက်များကိုဆေးထည့်ပေး၏စာဗီဒီယာတနေ့မနေ့ရောက်လာပြီးပြေးရန်အစင်သင်ဖြစ်နေပြီဖြစ်ကြောင်းနှင့်ဆေးရုံမှထွက်ပြေးရသည်မှာပိုလွယ်ကူမီဖြစ်ကြောင်းပြော၏ညဘက်တီကငါဘယ်လိုပြင်ထွက်ရမလဲ ငါဒီဆေးရုံတကမာကြီးရဲ့တော့တူရအောင်ခြံလိုက်ဦးမယ်။ညာဘက်အစေးတကားမှာအဆောင်မထားဘူး။တော့တူရှိသားပြီဆိုရင်ကိုဝင်းတဲ့လိုဝင်းထွက်ချင်တယ်လို့ထွက်တော့ပဲ။ပြေးမညာတို့ရောက်လာပြီ။ကျွန်တော်ဆေးရုံမှာစာပြီတရားနဲ့အတူလိုက်ထွက်သွား၏။စီနှလုံးရှိသောစတိုကန်သို့သွား၏။တော်တူနင်းဖွင့်ပြီးစီများကိုအပြင်သို့ထုတ်၏ထို့နောက်အယူတော်နေရန်ဤသို့လှိမ့်လာခဲ့ပြီးနေရန်ကိုခကဲစွာကြော်၍ဝင်းအပြင်သို့ထုတ်လိုက်၏ထို့နောက်အမောင်တဲတွင်စီပိုင်းနှလုံးခန်းစားရောက်သည့်အထိခက်ခဲစွာလှိမ့်လာခဲ့၏ အချိန်မှာည7နာရီကျော်လေးပြီည7နာရီတွင် ရေစားကြပြီထိုရေကြအပြင်ကျွန်တော်တို့လိုက်သွားကြပြီဖြစ်စီပိုင်းနှလုံးကိုပိုကက်ပြီးဂျုံများဖြင့်ထုံထောင်၍ဖောင်လုံးလိုက်ကြ၏လမ်းတွင်ဆာယာမိရိခာနှင့်ရေများကိုလည်းဖောင်ပေါ်တင်လိုက်၏ထုံညတွင်လိုင်းလုံးထမ်းမသည်ဖောင်ကိုကျူး၏အဆုံးဘက်သို့တွန်းသွားကြ၏ဂျုံဆုံနိုင်เจ้าဆောင်များရှိဖောင်ကိုเจ้าဆောင်များကြားသို့ကျွန်တော်တို့ယူသွား၏နန္ဒဟိုင်ထိုးလုပေပြီးရေကြပြီးတော့မြီခတ်ဒီမှာလိုင်းများ၆ဆောက်ကောင်းအောင်အလွန်ထန်နေသည် စာပေကြီးကတို့ဖောင်ပေါ်မှာတော့ချက်ချင်းစီးပြီးလိုက်လို့ရအောင်မမဟုတ်ဘူးရေနဲ့ထဲရောက်တဲ့အထိဘေးကခိုးပြီးတော့ပဲစီးသွားပြီးဆဲချရမှပဲအပေါ်ထွက်ကြတာပေါ့လမ်းလုံးကြီးများမှာကျွန်တော်တို့ရှေ့ရသို့ပြေးလာနေသည်ရေကြလိပြီးကျွန်တော်တို့သည်ကန်းကြီးမှပင်လယ်အတွင်းသို့ပြန်ဆင်းသွားသောလိုင်းလုံးကြီးအတိုင်းဖောင်ကိုမျောပြီးလိုက်ပါသွားကြ၏ညမှာမဲမဲမောင်နေသည်ကောင်းငင်ပြင်ကိုလမ်းကြီး၍လဲပါမျှမမြင်ရဖောင်မှာဖရမကျုံးမဝေးရသို့မျောသွား၏ နောက်ရေစီးတိုင်းကျုံရှိရသောပြန်ပြောလာပြန်သည့်နောက်ဘဲသူဖြစ်သွားသည်မသိမောင်နှင်းတိုင်းဂျိုလန်းမမြင်နိုင်သောကြောက်ဆောင်တစ်ခုနှင့်ဝင်ထိုင်မိပြီးစီပိုင်းတစ်ခုလုံး꿰သွား၏ကျွန်တော်တို့ရောစလုံးအဝေးသို့လွင်စင်ထွက်သွားကြ၏ကျွန်တော်မှာပင်လေကိုကျွမ်းကျင်သူဖြစ်၏ဒီလိုင်းသဘောကိုနားလေ၏ထို့ကြောင့်ဂျုံရှိရသောကိုရံမကြိုးစားပဲကိုကိုရေထဲတိုင်းဖောက်၍ရေစီးတိုင်းဆက်လိုက်သွား၏မင်းနဲ့နေငယ်အတွင်ကန်းဆက်သို့ပြန်ရောက်သွား၏။စာဗီဒီယာကိုမူအစားအနာများမမြင်ရ ကျွန်တော်တနာ yı ကန့်ဆောက်နေသည်သူလုံးဝပြန်မပေါ်လာကျွန်တော်ရိုးထောင်ရှိရာသို့ပြန်သွား၏ထောင်နေကောပြန်ကျော်တက်ပြီးဆေးရုံဆောင်သို့သောတူနေပြန်ဖွင့်ဝင်ပြီးကျွန်တော်အိမ်ရောက်ရင်ပြန်အိမ်နေလိုက်၏ဇာဗီဒီယာ၏တရင်ကိုအချိန်တန်ကြာသည့်အထိဘာမှမကြရပါကျွန်တော်မှာယူပုံဟန်ဆောင်နေသူဖြစ်စုံလမ်းမကြည့်၍လည်းမတင်တော့နောက်ဆုံးဒူပေါအမည်ရှိသောအကျဉ်းသားဆေးဘူးပြောပြမှသာကျွန်တော်အကြောင်းဆောင်သိရ၏ဒူပေါမှာငါကကျွန်တော်တည်သူမဟုတ်ပါတနေ့ဝါရမရလေးတွင် သူကျွန်တော်ထံလာပြီး ။ဘာဖြစ်လို့ခမားကျွန်တော်ကိုမသိပေမဲ့ကျွန်တော်ခမားကိုသိတယ်။ခမားနာမည်ကိုကြားဖို့နေတာကြားလာပြီ။ကျွန်တော်ဒီအယူထောင်မှာတာဝန်ကျနေတာ9နှစ်ရှိပြီ။ဒါကြောင့်ခမားရောက်လာတဲ့နေ့ကခမားကိုစမြင်မြင်ကြည့်မယ်။ခမားဟာတကယ်ယူရက်လူမဟုတ်ဘူး။အကြံတစ်ခုနဲ့လာတယ်ဆိုတာကျွန်တော်သိတယ်။စာဗီတီးယားဟာလည်းကျွန်တော်တကယ်ကြည့်မယ်။ကျွန်တော်တို့အင်မတန်ခင်တာ။ဒီကောင်လောက်တနေ့ကပြန်တွေ့သွားပြီ။ခမားသိကြမယ်ထင်လို့ကျွန်တော်လာပြောတာ။ကျွန်တော်စာဗီတီးယားအတွက်အလွန်စိတ်မကောင်းပါသူတန်းရှင်နိုင်လိမ့်မည်ဟုတော့ထုံညာကလေးကကျွန်တော်မမျော်လင့်လာပါ ။ဆာဗီဒီးယား၏မိခင်ထံသို့ဆာဗီဒီးယားကွယ်လွန်ကြောင်းကိုဒူပေါထံမှတဆင်းစာတစောင်ခိုးရလိုက်၏။ထွက်ပြေးမိအစီအစဉ်ဖြတ်သွားပြီးနောက်အယူထောင်နိုင်ဆက်နေ၍ကျွန်တော်တို့အတိတ်ပင်မရှိတော့ပါရိုးရိုးထောင်သို့ပြန်ပို့ပေးအောင်ကြံရအောင်မည်တနေ့ကျွန်တော်အခမ်းအနားတွင်အဆောင်ကျနေသောဝါရာကိုကျွန်တော်လမ်းစကားပြောလိုက်ဤဆရာကျွန်တော်ဆရာဝတ်စေခြင်းသလိုအဝတ်ကိုတတ်တတ်ရရဝတ်ပါမယ်ကျွန်တော်ကိုအဝတ်တစ်စုံလောက်ပြန်ပေးပါလားဝါရာအဆောင်မှာကျွန်တော်စကားကိုအလုံးအံ့ဩသွားဤမင်းနေကောင်းသလားပါပီလို့ ဟုတ်ကဲ့ကောင်းပါတယ်ခင်ဗျာကျွန်တော်ဒီကိုဘယ်လိုရောက်နေတာလဲဆရာဒါအယူတော်မဟုတ်လားအေးဟုတ်တယ်မင်းတတိပြန်လည်လာပြီပဲကျွန်တော်ကိုအဝေးအစားချက်ချင်းထုတ်ပေးဤညနေဘက်တွင်လည်းကျွန်တော်အိမ်ကန်တကားကိုတော့မခတ်တော့ညာကုန်းနာရီထိုးသည့်အထိပင်လွယ်လပ်စွာနေနိုင်အောင်ဖွင့်ထားပေးဤနောက်တနေ့ဆရာဝန်ကကျွန်တော်ကိုစနေတကြဆစ်ဆေးဤကျွန်တော်ပြန်ကောင်းလာသည်ကိုကြည့်ပြီးအလွန်ဝမ်းမြောက်နေဤဒုဗောအကျံပေးသည့်အတိုင်းပထမယောဂတတသည့်ဝေဒနာများကိုစာခိုင်းသောရေခါယုံမှဖြစ်စည်းတဲ့ပိုးသည့်အလုပ်ကိုကျွန်တော်ဝင်လုပ်ဤ နောက်ဝါရာတယောက်၏အိမ်မှစိုက်ကင်းတစ်ခုကိုကူညီလုပ်ပေး၏နောက်တလားခန့်ကြာလင်ဆရာဝန်ကလော်ရယ်ကျုံးထောင်မှဆေးရုံသို့ပြန်ပို့ပေးရန်စီစဉ်ပေး၏တိုးတော့ကူညီလုပ်ပေးသောဝါရာကလက်မခံသူစိုက်ကင်းမှကျွန်တော်ကူညီလုပ်ပေးခြင်းကြောင့်အလုံးအောင်မြင်လျက်ရှိသဖြင့်ကျွန်တော်ကိုအယူထောင်နိုင်ပင်ဆက်နေစေခြင်းသည်ဆရာဝန်၏စီစဉ်ကိုအပြင်းထန်ကန့်ကွက်၏ထို့ကြောင့်နောက်ဆုံးမတက်တာသဖြင့်စိန်ထဲငယ်ပြန်ဖောက်ပုံဟန်ဆောင်ပြီးသူ့ဥယျာဉ်ချံကိုဖျက်ဆီးပစ်လိုက်မှကျွန်တော်ကိုဆရာဝန်စီစဉ်အတိုင်းလွှတ်ပေးရန်သဘောတူလိုက်၏ ရရဲကျုံစေုံတိုင်းလဲကျွန်တော်ခိတတာနေရဤဆရာဝန်ကမူလကအတူနေခဲ့သူများနဲ့ပြန်နေထိုင်ခြင်းဖြင့်ယောဂပိုသက်တာနိုင်သည်ဟုအကြောင်းပြပြီးကျွန်တော်ကိုအဆောင်သို့ပြန်ပို့ပေး၏အလောက်ကိုလည်းမိတိလောက်ကိုမျှပင်မန်းစွာမလုပ်စီပါမိတိထောင်ဝါရာကိုမျှလည်းကျွန်တော်ကိုစူပူခွင့်ချိန်မောင်းဝင်မပေးသူ့အိမ်တို့လည်းမကြခနာကျွန်တော်ကိုခေါ်သွား၏ဆရာဝန်ဇနီးကလည်းအလွန်ကောင်းရှားပါသည်ကျွန်တော်နှင့်အချင်းချင်းမြင့်စွာနေစဉ်စကားပြောတတ်၏ကျွန်တော်၏အတိတ်ဖြစ်ရပ်များကိုပြန်မေး၏ ထို့သောမေးခြင်းဖြင့်ယောဂတတလာမိဟုယူဆပြီးအကူအညီပေးခြင်းပြီကျွန်တော်ကလည်းသူတို့အိမ်နောက်မှယာကင်းလေးကိုကူရပြုပြင်ပေး၏ဟင်းသီးဟင်းရွက်မျိုးစုံကျွန်တော်လုံအားမမကြမီပေါက်ဖွာလာသဖြင့်သူတို့လည်းများနေအောင်စလုံးကျွန်တော်ကိုအထူးကျေးဇူးတင်ကြ၏ခဏလေးဆရာဝန်ကိုကျွန်တော်ပြောလိုက်၏ဒေါက်တာကျွန်တော်ကိုတရေကျွန်းကိုပြောင်းလို့ရအောင်ဆက်စင်ပေးပါလားဘာဖြစ်လို့လဲပါပြီလို့ ကျွန်တော်တကြုံမှဘလို့မှအသက်တွေရဲ့အထီးမနေနိုင်ဘူးကျွန်တော်ဒီကပြေးဖို့အမြဲချန်နေတယ်တကယ်ကျုံးကကုန်းတဲ့အနည်းဆုံးပြေးဖို့အလွယ်ဆုံးဖြစ်လို့ပါသူကျွန်တော်ကိုဘာမှအဆင်မမေတော့ကျွန်တော်လိုချင်နေသည့်အကူအညီကိုဖြစ်အောင်ကြံဆောင်ပေးလိုက်ဤတကယ်ကျုံးတို့ပြောင်းရလိမ့်မည်